ညီမလုံးမိလာပါဆိုတာဒီ VOD channel ကနေပြန်နေကြတော့ကျွန်တော်ကိုင်းဖြစ်ပါတယ်ညီတို့ဒါမနေ့ကကိုင်းဒါပိုလန်နဲ့네덜란드ပွဲမှာပိုလန် body ရွေးချယ်ပေးခဲ့တယ်လုံးဝတော့ဒါအပြည့်နိုင်လို့ပြောလို့ရရပါတော့ပိုလန်ကကိုင်းကြိုက်တာတော့တော်တော်တေလောက်ပဲကြိုက်တယ်ဒီပွဲကိုဒီလိုမနေ့ကဒါကိုင်းတော်တဲ့ချက်တွေနဲ့ပြောခဲ့ရပါတော့တကယ်ပဲဒါဒီပွဲကတော်တော်လောက်ပဲသွားတယ်ပါတော့ဒါပိုလန်ကတော့ဒါဥဆောင်ကိုရင်ရတယ်လို့ပြောလို့ရရပါတော့ပြချမ်းဒါ1-1ဆိုရရတယ်နဲ့တေးကြပါပါတော့ ပိုလန်ဒါဆီမီမဲလို့ယုံကြည်ပါဒီနေ့ဒါညီကိုတဲကောက်ပလာချစ်စပွဲ D3 ပေါ့เนาะတပွဲကောင်းယူချက်ပြီးမယ်ဒီပွဲကြတော့ညမဆန်တော်ညနေနာရီ55ထိုင်းဆန်တော်ညနေနာရီ45မှာကံမဲ့ဆစ်စလန်နဲ့ဆွီဒီတင်တို့ရဲ့ပွဲချော်တုံးသက်ချက်လေးကိုတင်ဆက်ပေးသွားမှာပေါ့เนาะပွဲချော်တုံးသက်ချက်မပြောခင်ဒီနေ့တင်းဒါကိုရာမက်ဘေးဇီးယားယင်ပြောမယ်မက်ဘေးဇီးယားမှာဆိုရင်เนาะဒါဆစ်စလန်နေနေကဒါအုပ်စုဘုတ်တက်ကိုဒါတေချာတလောက်ဖြစ်သွားပြီပေါ့เนาะအဲ စီဒီနေနဲ့ကတော့ဒီကမ္ဘာပလာဝင်ခွင့်အတွက်ကိုဒါမတေချာတော့လို့ပြောလို့ရလေရာမတ်ကတမတ်ပဲရထားတဲ့အနေထားမျိုးလို့ရှိရပါတော့လက်ချက်နှစ်ပွဲလုံးနိုင်မှာဒါစီဒီနေနဲ့ကဒါခွန်မတ်ရပြီး ဟိုကံကောင်းရေပေါ့နော်ကိုဆိုဖိုကဒါဆလိုဗေးနီးယားနဲ့ချုံးခဲ့မှဒါအစီအမံမဲ့နေသားမျိုးတော့ရှိရေပေါ့နော်ဒါပေမဲ့ဒါလက်ချက်မွေးရဒါနှစ်ပွဲပဲကျန်တော့နေဆစ်စလန်တော့ဒါတိကျတလောက်ရှိရေပေါ့နော်ပြီးဒါဟတ်တူကပြောမယ်ဆိုရင်လည်းဒါစီတွေရဲ့ကွင်းမှာဆစ်စလန်နေနဲ့ဒါဇီတူးဆိုရရလည်းနဲ့နိုင်လာတယ်ဒါပေးတဲ့ body ကြီးကတော့ဒါဆွေတင်ဘက်ကတော့တိမ်မိုင်းနဲ့90ကျေးပေးရေပေါ့နော်အဲ့တော့ဆိုရင်တော့ဇီတူးဆိုရရလည်းနဲ့နိုင်နေပေါ့နော် ဟိုပြောမယ်ဆိုရင်တော့ဒါဆွစ်ဇာလန်နေနဲ့ဒါရလပိုင်းတော်လေးချိန်ငိမ့်နေရတော့ရှိတယ်ဆလိုဗေးနီးယားတေကြလွဲကျွန်တော်ပွဲစဉ်တွေကိုဒါနိုင်ငံသားတော့ရှိရပါတော့။ဆွနေကတော့ဒီနောက်ပိုင်းရလပိုင်းတော်တော်လေးတော့ဟိုမကောင်းတဲ့အနေအထားမျိုးရှိရင်နောက်ဆုံးကျတော့ကိုင်းတို့ဒါလေးပွဲမှာဆိုရင်လေးပွဲလုံးဒါရှုံးထားတယ်လို့ပြောလို့ရရပါတော့ဂျီတွေရှုံးထားတယ်ပါတော့။အဲဆလိုဗေးနီးယားတူတူကိုဆိုဘိုလည်းရှုံးထားတယ်ပြီးွားရင်ဆွစ်ဇာလန်ကိုဇီတူရှုံးထားတယ်။ ကိုဆိုဖို့ဇီဝမ်းဆိုပြီးတော့ထပ်ရှုံးလာမှာဒါကြောင့်ရှူတင်နေတဲ့ကမျောလင်းကြလို့မရှိဘူးဒီနေ့ဒါကပတ်ဖလာစစ်စစ်ပဲတိုင်းဝင်ငွေတက်ကိုဒါဆစ်စလန်နေနဲ့ဟိုရတဲ့အမှတ်ကိုတော့ကိုင်းရတော့ယူသွားမယ်လို့ထင်တယ်လက်ရှိပေးတဲ့ body ဈေးမှာဆိုရင်တော့ဆစ်စလန်ဒီဘက်ကတလုံးပလတ်20ပေးတာလေဂိုးပေါင်းချင်း3လုံးပလတ်86ထိပေးတာပဲเนาะပုံမှန်ဒီဈေးတန်းဒါအဲ စစ်စလန်နဲ့ဆွီဒင်ဒါအရင်ကကြောပေးနေကြစီပြန်ကြည့်ရမယ်ဆိုရင်တေမန်နဲ့50ကျီလောက်တွေပဲဒါပြန်ပေးတဲ့အနေထားမျိုးတွေတော့ရှိတယ်အဲအခုစစ်စလန်ဘက်ကဒါတလုံးပလက်23ကဒါစစ်စလန်10တွက်လို့ရတယ်ဒါကြောင့်ကိုရင်ကတော့ဒီနေ့ဒါစစ်စလန်နဲ့ဆွီဒင်ဘက်မှာတော့စစ်စလန်ဘော်ဒီကြိုက်ပါတယ်စစ်စလန်10 အဲဒူးစီးလောက်တော့ကြိုက်မိရပါတော့ဒါကြောင့်စစ်စမ်းဘော်ဒီရွေးချယ်ပေးထားပါတယ်ညီအစ်ကိုနေနဲ့ကြိုက်တူလိုက်ကစားလို့ရပါတယ်ကြိုက်မလို့ရင်တော့ဘက်ကန်ကစားလို့ရပါတယ်နော်ဝိတ်တေက channel လေး join လုပ်ပေးပါနော်တေက channel တပွဲကောင်းနေမောင်းကြတယ်မြန်တဲ့တပေးတယ်ညီကိုလို့လည်းဒါလိုက်ကစားလို့ရပါတယ်နော်တေက channel လေးလို့ဒီ video ရဲ့ comment လေးမှာအောင်ကိုရဲ့ဒီအဲဆိုရတဲ့ profile ရဲ့ bio link မှာရှိပါတော့ညီတို့လည်း link လေးကိုနေပြီးတော့ join ပေးပါနော်ကိုရုတောင်နောက်နေကဘာလာချစ်စပွဲဒီမှာညီတို့ပြန်မျိုးစုံအောင်မယ်ကိုရုအားပေးတဲ့ဒါ Facebook က TikTok က YouTube ကညီကိုတယောက်ချင်းစာကျေးဇူးတင်ပါတယ်အားလုံးဒီနေရာပဲနှုတ်ဆက်လိုက်ပါတယ်